ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာအေးအေးနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့စေအုပ်စုဟာဘာသာရေးအဆောက်အဦတွေကိုပါမရှောင်လက်နက်ကြီးတွေနဲ့ဥတီတက်ခတ်နေလို့ရွာမဆင်ဘုတ်ကြီးရွာဖုံးတော်ရေးကြောင်မီးလောင်ပြကျသွားပြီးလူနေအိမ်တချို့လည်းပျက်စီးကနောက်ထပ်ကြီးရွာတစ်ခုကစာတင်ကျောင်းဆောင်တဆောင်လည်းပြိုကျပျက်စီးသွားခဲ့ရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:00ကျော်က ကျဖြူအနောက်ဘက်ကမ်းလွန်မှာဆေအိုစုရဲ့နေပြီးတစည်းမီးလောင်ပောက်ကွဲခဲ့ပြီးတဲ့နောက်ညအချိန်မှာကျဖြူမျိုးမင်းရဲ့တိုက်နယ်ဆင်ဘုတ်ရွာမှာဖုန်းတော်ကြီးအကြောင်းကိုနေပြီးတစည်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ဒီဖုန်းတော်ကြီးအကြောင်းကိုည7:00နာရီမိနစ်40အချိန်လောက်မှာနေပြီးကနေလက်နက်ကြီးကျခုနှစ်လုံးနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီဖုန်းတော်ကြီးအကြောင်းကိုပဲည7:50မိနစ်မှာဆူဆိုက်ဒရုန်းတစ်စီးနဲ့ထပ်မံလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုန်းတော်ကြီးအကြောင်းတစ်ခုလုံးဟာလုံးဝမေးလောင်ပြကျသွားခဲ့ရပြီးဖုန်းတော်ကြီးအကြောင်းအနီးကနေအိမ်နှလုံးလဲကြီးစထိမှန်ကထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ဒါအပြင်စင်ပေါအုပ်စုကျုံကြီးရွာ အခြေခံပညာအထက်တန်းကျောင်းကိုလည်းည7:55မိနစ်အချိန်မှာစစ်တပ်ကဆူဆိုက်ဒရုန်းနဲ့ ်ပုံကျဲရှာတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကြောင်းခေါမုံနဲ့နေရန်တွေပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါရရှင်။